မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဧပြီလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းစီတုတ်တရာလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကုန်းကိုတိုက်ပတ်ရရှိခဲ့ပြီးတော့စစ်တုံးပန်း၄ဦးနဲ့လက်နက်၅လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီတုတ်တရာနဲ့စလင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းရဲ့မိုင်းတိုင်း၁၈မှာရှိတဲ့ဆက်ရှင်မိုင်းစခန်းကုန်းကိုဧပြီလ၁၂ရက်နေ့ကထိုးစစ်ဆင်ပြီးတော့မိနစ်၂၀အတွင်းမှာတိုက်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒကပ္ပစတီအတွက်ထိုးနှက်မှုတစ်ခုဖြစ်တဲ့အထိကိုအရေးပါပါတယ်လက် နက်က9လမ်းနဲ့အခြားဆက်ဆက်ပစ္စည်းတွေကိုရရှိခဲ့ပါတယ်။စစ်တုံးမန်းက၄ဦးဖမ်းဆီးရမိခဲ့ပါတယ်လို့စစ်တပ်နဲ့တပ်မတော်ကတာဝန်ရှိသူကဆက်ရှင်ပိုင်းစခန်းကုန်းတိမ့်ပိုက်မှုအပေါ်မှာရှင်းပြထားပါတယ်။စခန်းကုန်းကိုတိမ့်ပတ်ပြီးတဲ့နောက်ရိုက်ကူးထားတဲ့ရုပ်တံဗီဒီယိုဖိုင်မှတ်တမ်းထဲမှာအေးဆေးပါမိနစ်20လောက်ပဲကြာလိုက်တယ်။အကုန်လုံးမိရှုပ်မြန်မြန်လေးရှုပ်မိကျစ်ပါတဲ့ကောင်တွေအကုန်လုံးရှုပ်တုံမန်းတွေကိုမြန်မြန်ခေါ်ခဲ့လို့ တော်လိုင်းရဲဘော်တအူးကပြောဆိုနေတာကိုတွေ့ရပါတယ်စခန်းကုန်းသိန်းတဲ့တိုက်ပွဲအတွင်းမှာမြိုင်ပင်လေဘူးရေးစကြုံနဲ့ပခုတ်ကူမျိုးအခြေဆိုင်တော်လိုင်းတပ်ဖွဲ့များပါဝင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီစခန်းကုန်းကစစ်ကောင်စီတပ်သား၄ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့လည်းအသိပေးထားပါတယ်။အသေးစိတ်ကိုတော့မထုတ်ပြန်နိုင်သေးပါဘူး။စစ်ကောင်စီဘက်ကမိလာတွေရောတေးတာတွေရောရှိပါတယ်လို့ပခုတ်ကူခရိုင်တပ်ရင်းဆက်၅ကတာဝန်ရှိသူတို့က78မိုင်စခန်းကိုသိမ်းပိုက်နိုင်မှုကိုပြောပြထားပါတယ်။ April 20ရက်နေ့နောက်ပိုင်းကစပြီးတော့စေတုတ်တရာပွင့်ဖြူနဲ့ဆက်လင်းမြုံနယ်တွေကိုစစ်ကောင်စီဘက်က၄ချောင်းဆက်ဆင်ရေးတွေပြုတ်လုမယ်လို့ဝါဒဖြန့်နေပါတယ်။လက်ရှိမှာဆက်လင်းမြုံနယ်ကိုစစ်ကောင်စီကအာတရာကျော်နဲ့စစ်ကြောင်းထုံးနေပြီးတော့တော်လိုင်းရေးတပ်ဖွဲ့များနဲ့မကြာခဏထိပွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်တွေဟာလာမယ့်ဧပြီလ18ရက်နေ့ကြာတာပတင်းတွေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဖို့ရှိပြီးတော့အဲ့ဒီတွေ့ဆုံမှုဟာငလျင်ဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက် အဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်တွေပထမဆုံးအချိန်တွေ့ဆုံမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့မြမရေဖြည့်ရှင်ရေးဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ပြီးတော့ကန်ဆွဲထားပြီးတော့အခုတွေ့ဆုံမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်သာဖြစ်ပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ ်လက်ရှိအပြစ်ခတ်ရဆက်ရေးတက်တန်းတိုးဖို့စစ်ကောင်စီကိုတိုက်တွန်းတာတွေအပါအဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့မင်းအောင်လှိုင်နဲ့ကြာတာပရင်းနေမှာဘန်ကောက်မှာတွေ့ဆုံမှာဖြစ်တယ်လို့သူကပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာအပြစ်ခတ်ရဆက်ရေးက မကြသေးမီကငလျင်လှုပ်ခဲ့တဲ့ဒုက္ခဒေရီထံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးအပ်နိုင်ဖို့အရေးကြီးတယ်လို့သူကဆက်ပြောထားပါတယ်။မြန်မာနိုင်ငံမှာမကြသေးမီကငလျင်လှုပ်ခတ်မှုပြင်းထန်ခဲ့ပြီးတော့မလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီဆေးုံတွေကနေတဆင်မလေးရှားနိုင်ငံရဲ့အကူအညီတွေကိုဆက်လက်ပေးဖို့သဘောတူညီထားပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်ပြောပါတယ်။မင်းအွန်လိုင်းကိုဖုန်းခေါ်ပြီးတဲ့နောက် ဧပြီလ18ရက်နေ့မှာဘန်ကောက်မှာတွေ့ဆုံဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်စစ်တပ်အနေနဲ့စစ်စင်ရေးတွေကိုရပ်ဆိုင်းထားမှဒါလည်းအကူအညီတွေပေးရမှာဖြစ်တယ်လို့သူကမင်းအောင်လိုင်းကိုရှင်းရှင်းလင်းလင်းပြောဆိုထားတယ်လို့ပြောပါတယ်။ပြည်သူတွေဒုက္ခရောက်နေပါတယ်။ဒါကြောင့်အပြစ်ခတ်ရပ်ဆဲရေးကိုတောင်းဆိုခဲ့တယ်။နှစ်ရက်အကြာမှာတော့မြန်မာဘက်ကအပြစ်ခတ်ရပ်ဆဲရေးကိုဧပြီလ22ရက်နေ့အထိကြေညာခဲ့ပါတယ်။ ဧပြီလ18ရက်နေ့မှာသူနဲ့တွေ့ဆုံတဲ့အချိန်မှာလဲအပြစ်ခတ်ရက်စဲရဲကိုတတ်တန်းတိုးဖို့တွန်းအားပေးသွားမှာဖြစ်ပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကဏီမြို့နယ်အတွင်းမှာဒီကနေ့ကြံအကြနေမှာအကြံပတ်ဆက်တက်ကလေးချောင်းကနေတိုက်ခိုက်မှုကြောင့်ကြံအတွင်းမှာဒေါလဘတာတနာဘောင်ဝင်နေတဲ့ကိုရင်ငယ်တအူးအပါဝင်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မနက်9:00နာရီခွဲအချိန်ကစတင်ပြီးတော့ဒီကနေ့တခြားလုံးမှာသခိုင်းတိုင်းကဏီမြို့နယ်အတွင်းမှာရှိတဲ့မုတ်သောရွာ၊နတ်ကြီးရွာ၊တမင်ချံရွာများအပါအဝင်ကျေးရွာများကိုဥတီပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်က drone များ jet fighter များရဟတ်ယာဉ်များပါရာမော်တာများနဲ့ပါအုံပြုတ်ပြီးတော့နိုင်ဝတ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုအ ਨੇ စုံ15ကြိမ်လှုံ့ဆော်သွားတယ်လို့သိရပါတယ်။ဘုံကျဲတာကလူနေအိမ်တွေနဲ့စာတင်ကျောင်းတွေပေါ်ကိုကျဲချတာပါ။တုံးသွားတာက112လေယာဉ် MI-35 ရဟတ်ယာဉ် ်စက်တက်လေးထီးတွေကိုတုံးပြီးတော့တိုက်ခိုက်သွားတယ် drone တွေရောပဲကဘာစစ်ဖြစ်နေတယ်လို့ကိုတိုက်ခိုက်သွားတာနတ်ကြီးကြီးပါတရွာထဲနေမဟုတ်ပဲနဲ့ဘုံအလုံးကြီး20ကြော်ကျဲချသွားပါတယ်စာတင်ကြောင်းတွေကိုတတ်တတ်ကိုကျဲချသွားတာတမင်ချံရွာမှာတော့ကိုရင်တပါးဆုံးသွားတယ် ်ယဟန်တစ်ပါးနဲ့ဒဏ်ရာရသွားတယ်ဒဏ်ရာကပြင်းတယ်လို့ကနီဒေသခံတို့ကပြောပြထားပါတယ်အချမ်းဖတ်စစ်တပ်ရဲ့လေးချောင်းတက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိပြီးဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်ဒေသနေပြည်သူများကအချမ်းဖတ်စစ်တပ်ရဲ့လေးချောင်းတက်ခတ်မှုများကိုကြောက်ရွံ့ပြီးတော့တကြံကာလမှာဘေးလို့ရာတွေကိုထွက်ပြေးနေရတယ်လို့သိရပါတယ်အခုနောက်ဆုံးသိထားရတာကကိုရင်တစ်ပါးနဲ့ပြည်သူ၃ဦးတိတ်ဆုံးတယ်လို့သိရတယ်တန်ဃာတော်နှစ်ပါးလည်းအပြင်းထန်ဒဏ်ရာရသွားတယ် ။တကြံတွဲမှာဒေါလဘသာသနာ့ဘောင်ဝင်နေတဲ့ကိုရင်လေးတေဆုံးသွားတာပါ။တီလာပေးနေတဲ့အချိန်မှာလာပြစ်သွားတာမို့လို့တေဆုံးမှုတွေဖြစ်ခဲ့တာအလုံးပေါင်းတေဆုံးသူ၄ဦးဖြစ်သွားပြီလို့ဒေတာရင်းသတင်းရင်းတွေကဆက်လက်ရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာကိုတကြံအကျုံနေ့ညပိုင်းမှာအချက်မဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ23ရက်နေ့ည10:14မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာကိုအချက်မဆက်တက်က Jet Fighter နှစ်စီးနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အချက်မဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာကြီးရွာနေပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်သေဆုံးက၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်အဆောက်အဦပေါင်း14လုံးနဲ့ အင်းစည်းကားနှစ်စီးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ပေါင်နေရနဲ့ပေါင်300လောက်ရှိတဲ့ဘုံးသီးတွေကျဲချတိုက်ခိုက်တယ်လို့ခန့်မှန်းရတယ်ဗျ။ချောင်းကြီးကျေးရွာမှာနေရာ၄ခုကို Jet Fighter နှစ်စီးနဲ့ဘုံးလေးလုံးကျဲချသွားတာပြည်သူနှအုပ်သိမ်းဆုံးပြီးတော့ရှင်းဦးတန်းရရရှိသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပတ်ကဖကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အဆိုတော်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ Yawning Life in Maryland ဂီတဖျော်ဖြေပွဲက American Dollar တသိန်း3000ရရှိခဲ့ပြီးတော့ဒေါ်လာကဏ္ဍ3ခုမှာအသုံးပြုသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါ့အပြင်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်များနဲ့ပြည်သူများအိမ်ပြန်နိုင်ရေးအတွက် ကြာရနေရကနေတော်လန်တာဝန်ကိုပြီးဆုံးသည့်အထိဆက်လက်ပြီးတော့ထမ်းဆောင်သွားမှာဖြစ်ကြောင်းအဆိုတော်လင်းလင်းကဂီတဖျော်ပြပွဲပြီးကနေမှပွဲလာရောက်သူများကိုစင်ပေါ်ကနေပြောကြားခဲ့တယ်လို့သိရပါဗျ။ American ပြည်ထောင်စု Maryland ပြည်နယ်မှာ April 12ရက်နေ့ကပြုလုပ်ခဲ့တဲ့အဆိုတော်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ရောင်နေ Life in Maryland ဂီတဖျော်ပြပွဲကရရှိတဲ့ငွေများကိုတတော်လန်မိသားစုများရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးသွားတဲ့ရဲဘော်များရဲ့ကြံရည်သူမိသားစုများ CDM မိသားစုများ Edivix မိသားစုများနိုင်ချင်းမိသားစုများ နှစ်မြေစင်ကောင်းဆောင်များရဲ့ဥဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်ခြင်းများသုံးတောင်ပေါ်တောင်အောက်ဒေသအနှံ့ကတန်းတူလူအခွင့်အရေးလှုပ်ရှားမှုများအတွက်အသုံးပြုသွားမှာဖြစ်တယ်လို့အဆိုတော်လင်းလင်းကဂီတဖြောပြေပွဲမတိုင်မီမှာပိတ်ကားပေါ်မှာပုံများနဲ့တကွတေချာစွာရှင်းပြခဲ့ပါတယ်တော်လိုင်းကာလအတွင်းမှာပြုလုပ်ခဲ့ပြီးတဲ့ဒေဂီတပွဲများကနေရရှိတဲ့အလှငွေများကိုဘလို့နေရာတွေမှာဘလို့အသုံးပြုခဲ့တယ်လဲဆိုတာကိုအဆိုတော်လင်းလင်းကပိတ်ကားပေါ်မှာပုံများနဲ့တကွဒေဂီတပွဲလာပြည်သူများကိုအလေးနက်ထားပြီးတော့ရှင်းပြခဲ့တာကိုတွေ့ရပါတယ်ဒါအပြင် ဂီတာဖြောပြပွဲလက်မှတ်ရောင်းရတဲ့ငွေတွေကကနအူ3200ကျော်ကိုလည်းမြန်မာနိုင်ငံရဲ့ငလျင်ဘေးအတွက်ပို့ဆောင်ထားပြီးဖြစ်ကြောင်းဝက်စီဇန်သူများကရှင်းပြထားပါတယ်။အမေရိကန်မှာပထမဆုံးပြုလုပ်တဲ့အဲ့ဒီတော်လိုက်ရေးဒိဂီတာဖြောပြပွဲမှာမြန်မာတူရိယာပတ်တလားအပါအဝင်တူရိယာမျိုးစုံနဲ့ဖြောပြပွဲကိုတင်ဆက်သွားခဲ့ပြီးတော့အဆိုတော်လင်းလင်းနဲ့ချစ်သူဝေအပြင်၎င်းတို့ရဲ့တမီးနှုတ်ကလည်းပါဝင်ပြီးတော့အားဖြင့်ဖြောပြခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ဒုတိယမြောက်တော်လိုက်ရေးဒိဂီတာဖြောပြပွဲကို ဘော့စတန်မြို့မှာပြုတ်လုကျင်းပသွားမှာဖြစ်ကြောင်းကိုလည်းအစိုးရလင်းလင်းကစေမော်ကနေတဆင့်အသိပေးပြောကြားထားပါတယ်မကြသေးခင်ကမှကျင်းပပြီးစီးခဲ့တဲ့အစိုးရလင်းလင်းချစ်သူဝေဒေါင်းဒန်နီယယ်ဆောတို့ပါဝင်ဖြောပြခဲ့တဲ့ Rhythm Concert ကနေလေ American Dollar 36,520မြန်မာကျပ်ငွေ38,000နီးပါးရရှိခဲ့ပြီးတော့အလူငွေရဲ့တရားရာခိုင်နှုန်းကိုတော်လန်ရေးမှာပြန်လဲအသုံးပြုခဲ့ပြီးတော့အသုံးပြုခဲ့တဲ့နေရာများကိုလည်း Rhythm Concert ရဲ့ Facebook Page ကနေတစ်ဆင့်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ